ားလုံးမင်္ဂလာပါရှင်မြန်မာစကားနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာကတော့ grammar series ရဲ့နောက်သင်ခန်းစာတစ်ခုဖြစ်တဲ့ pronounce part 3ပဲဖြစ်ပါတယ်တကယ်လို့ share video တွေကိုမကြည့်ရသေးဘူးဆိုလို့ရှင်လည်းကျွန်မအောက်က description မှာ link လေးထည့်ပေးထားပါမယ်အဲ့ video ကြည့်ပြီးမှအာနားလည်ဖို့လွယ်မှာဆိုတဲ့အတွက်ကျွန်မအဲ့ဒါကိုအရင်ကြည့်ဖို့တော်တော် recommend လုပ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာ pronounce part 3ရှင်းတစ်ပတ်ကကျွန်တော်တို့ pronounce ၃မျိုးကြောင်းပြောသွားရပါတော့အဲ့ဒါလေးကိုအရင်ဆုံး review လုပ်လိုက်ရအောင် ပထမအဆုံးက demonstrative pronoun demonstrative pronoun ဆိုတာက this that these though used to point to specific things or people ကျွန်တော်တို့တစ်ခုခုကိုညွှန်ပြတဲ့နေရာလေလူပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုပဲညွှန်ပြတဲ့နေရာမျိုးမှာသုံးတဲ့ဟာကို demonstrative pronoun ဆိုခေါ်ရပါတော့အဲ့ဒီဥစ္စာက this that ဒီမှာဟိုမှာဒီဟာဟိုဟာပေါ့နော်ပြောမယ်ဆိုရင်အနားမှာရှိတဲ့အရာတစ်ခုညွှန်ပြရပဲဖြစ်အဝေးမှာရှိတဲ့ဟာကိုပဲညွှန်ပြရပဲဖြစ်အနေငယ်များခဲ့အဲ့ဒါမျိုးကိုသုံးတဲ့ဟာကို demonstrative pronoun ဆိုခေါ်ပါတယ် နောက်တစ်ခုကကျတော့ interrogative pronouns interrogative pronouns ဆိုတာကကျမတို့လူတယောက်ကိုမေးတဲ့မေးမေးတဲ့နေရာမှာသုံးတဲ့ဟာပေါ့နော်ဥပမာဆိုလို့ရှိရင် um တယောက်ကတကားလာခောက်တယ်ပေါ့နော်ကျမရှေ့တစ်ဘက်ကပြောခဲ့တယောက်ကတကားလာခောက်တယ်ဆိုလို့ရှိရင်တကားမှာဘယ်သူလဲလို့မေးလိုက်တယ်မဟုတ်စသတော်လို့မေးတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဘယ်သူလဲဘယ်သူကလောက်တာခံရတာလဲဘယ်သူရဲ့ပစ္စည်းလဲဘာလဲပေါ့နော်အဲ့လိုဥစ္စာမျိုးမှာပြန်ပြီးညွှန်းတဲ့ဥစ္စာမျိုးမေးခွန်းနေရာမှာသုံးတဲ့ဟာမျိုးကို interrogative pronoun ဆိုခေါ်ပါတယ် used to ask questions that may go ဒါမေးခွန်းမေးနေရမှာသုံးတာပေါ့နော်နောက်တစ်ခုက indefinite pronouns indefinite pronoun ဆိုတာကလူတိုင်းတယောက်တစုံတယောက်ဘာမှမရှိတာတို့သိရမလားအဲ့ဒီဟာမျိုးပေါ့နော် indefinite pronoun ဆိုတာဒီမှာကျွန်တော်တိတိကျကျမပြောတဲ့ pronouns တွေပေါ့နော် refer to non specific people or things လူမျိုးဟိုတိတိကျကျမပြောတဲ့လူတွေအရာဝတ္ထုတွေကိုကိုစားပြုတဲ့ pronoun ကို indefinite pronoun ဆိုပြောပါတယ်ဆိုတော့ဒါကိုရှေ့ဘက်ကတိတိကျကျကျမအရှိရှင်းပြပေးပြီဆိုတဲ့အတွက်ပြန်တော့မပြောတော့ဘူးပေါ့နော်ဒီမှာအာပထမအဦးဆုံးက demonstrative pronoun ဆိုရတဲ့ခုနကပြောသွားရဲ this that these those ပေါ့နော်အဲ့ဒီစလုံးလေးထဲမှာဆိုလို့ရှိရင် it's my favorite movie ဒါကငါရဲ့ favorite movie အကြိုက်ဆုံးအာရုပ်ရှင်ပါဆိုတော့ဒီနေရာမှာပါသုံးမလဲဒီလေးခုတည်းရပါတော့ favorite movie မှာ s မပါဘူးဆိုတော့အတွက်ကျွန်တော်တို့ပထမတစ်ခုကအနေကင်းပြောမယ်ပေါ့နော်ဒီဟာကလို့ပြောရဲဆိုဒီဟာဆိုလို့ရှိရင်ကျွန်တော် this နဲ့သုံးမယ် right ဆိုတော့ this is my favorite movie ဆိုပြီးတော့သုံးမယ်ဒုတိယတစ်ခုကကျွန်တော် interrogative ဆိုတဲ့အတွက်မေးခွန်းသုံးနေတာပေါ့နော် of these bag is yours ဒီ8တွေအားတဲ့နင်းဟာလားလို့ပြောရ right ဒီ8တွေတဲ့အားဆိုလို့ရှင် of these bags ဆိုရတဲ့ဒီ8တွေတဲ့အားဘယ်ဟာကနင်းဟာလဲလို့ပြောပါမယ် right which of these bags ဒီ8တွေတဲ့အားဘယ်ဟာက is yours နင်းဟာလဲလို့ပြောတာပေါ့နော်အဲ့လိုနေရာမျိုးမှာ interrogative pronouns ကိုသုံးပါတယ်နောက်ဆုံးတစ်ခုက indefinite pronouns indefinite pronouns ပါဆိုလို့ရှင် blank loved the likes on last night blank ကတဲ့ love the likes on last night ညတော့ကမိဖွင့်မိထားခဲ့ရတဲ့ဆိုတော့အတွက်ဒီနေရာမှာဟိုဘသူလဲလို့ပြောလို့ရမှာ right ဒါပေမဲ့ဒီနေရာမှာ indefinite pronouns ကိုသုံးစီချင်တာဆိုတော့အတွက်တစုံတစ်ယောက်ကမိထွင်မိဖွင့်မိထားခဲ့တယ်ဘသူလဲတော့မသိဘူးတစ်ယောက်ကမိဖွင့်မိထားခဲ့တယ်လို့ပြောချင်တာမျိုးပေါ့နော်အဲ့လိုဆိုရတော့တစုံတစ်ယောက်ဆိုတော့ someone ဆိုပြီးသုံးမယ် someone loved the likes on last night ဆိုတော့ဒါကတော့ shade pattern ဟာပေါ့နော်ဘာမှခက်ခဲမရှိပါဘူးဒါလုံးကြည့်ရသေးလို့ဆိုတော့ကျွန်မအဲ့ဒီဟာကိုကြည့်ဖို့တော့ recommend လုပ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကနောက်ဆုံး pronounce ၃ခုကိုပြပြမှာပါအဲ့ဒီထဲမှာပထမဆုံးတစ်ခုက relative pronounce relative pronoun ဆိုတာက used to connect two clause or phrase to a noun or pronoun ဆိုတော့စာကြောင်းတစ်ခုမှာရှိတယ် noun ဒါမှမဟုတ်လို့ရှိရင်တဲ့ဒီ um pronoun ပေါ့နော်ဒီနံစားတွေကိုတဲ့ချိတ်ဆက်တဲ့နေရာမှာသုံးနေဟာပါတဲ့အဲ့ဒါကို relative pronoun ဆိုခေါ်တယ်တဲ့နော်ဒီမှာဆိုလို့ရှိရင်ဒီ relative pronoun တဲ့ဘာတွေဖြစ်မလဲဆိုလို့ရှိရင်ပထမဦးဆုံးက who ဘသူလဲပေါ့နော်ဘသူ subject နေရာမှာသုံးပါတယ်တဲ့ home ကကြတော့ဘသူဒါပေမဲ့ object နေရာမှာသုံးတာပေါ့နော်လောက်ခံနေရာမျိုးမှာနောက်တစ်ခုကကြတော့ whose ကကြတော့ပိုင်ဆိုင်မှုကိုပြောချင်တာဘသူရဲ့ဟာလဲပေါ့နော် which ကကြတော့ which ဆိုတာကဘာ um အရာဝတ္ထုတွေအတွက်ကိုသုံးတာပေါ့နော်ခုနကရှေ့မှာပြောသွားသလိုပဲ ဘယ်ဟာကနေဟာလဲလို့ပြောချင်တာမျိုးဒါပေမဲ့ဒီနေရာမှာကျတော့ relative pronoun ဆိုရတဲ့မိကုန်းတော့မဟုတ်ဘူးဒါပေမဲ့ဒီတစ်ခုခုပေါ့ပစ္စည်းတစ်ခုနဲ့နောက်တစ်ခုနဲ့ဆက်တဲ့နေရာမျိုးမှာသုံးတဲ့ဟာမျိုးပေါ့တက်ကကျတော့ဘယ်ဟာလဲပေါ့နော်ဆိုလို့ရှိရင်လူဒါမှမဟုတ်လို့ရှိရင်အရာဝတ္ထုနှစ်ခုလုံးနဲ့သုံးနိုင်တယ်တဲ့ဆိုတော့အခု ဒီဟောက်ကြည့်လိုက်လို့ရှင်မသိရင်ပေါ့နော်ခုနကကျမတို့ပြောခဲ့တယ် interrogative pronouns နဲ့တူနေရပေါ့နော်ဘာလို့လဲဆိုတော့ဒါမေးခွန်းစကားလုံးနေ right ဒါပေမဲ့ဒီနေရာမှာမေးခွန်းမဟုတ်ဘူးမေးခွန်းမဟုတ်ဖ ೇನೆ စကားကြောင်းခဏနေကျမပြပြပေးမနော်စကားဒီ sentence နှစ်ခုကိုသူကအခုတည်းဖြစ်အောင်ဆက်ပြီးတော့သုံးနေနေရမျိုးမှာသုံးနေဟာမျိုးပေါ့နော်ဆိုတော့ပို့ပြီးနားလည်အောင်ကျမ example ကြည့်လိုက်အောင်ပထမဦးဆုံး example က the teacher helped me she is very kind ဆီယာမကငါ့ကိုကူညီရတဲ့သူမကကျင်နာတတ်ပါတယ်ဒါစကြောင်းနှစ်ကြောင်း right အဲ့ဒါကို relative pronouns နဲ့သုံးမယ်ဆိုလို့ရှင်ကျွန်တော်စကြောင်းတစ်ကြောင်းနဲ့ပြင်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါက the teacher who helped me is very kind ငါ့ကိုကူညီတယ်တဲ့ဆီယာမကအရင်ကျင်နာတတ်ပါတယ်တဲ့ဆိုတော့ဒီနေရာမှာ who ကမေးခွန်းမဟုတ်ဘူးဆီယာမကဘာတူလဲဆိုတာကို ပြန်ပြီးတော့ညွှန်ပြထားတယ် pronouns ပေါ့နော်အဲ့ဒါကို relative pronouns ဆိုခေါ်တယ်ဒုတိယတစ်ခုက i have a friend her dog is very cute ငါမတငယ်ချင်းရှိတယ်သူ့ရဲ့ခွေးကသူမရဲ့ခွေးကအရင်ချစ်စရာကောင်းပါတယ်တဲ့ဆိုတော့ဒါကိုတချောင်းနဲ့ဖြစ်အောင်ဆိုလို့ရှင် I have a friend whose dog is very cute ဒါကသူမရဲ့ခွေး right ဆိုတော့ whose ဆိုပြီးတော့ပိုင်းဆိုင်နဲ့ whose နဲ့တုံထားတယ်အဲ့ဒီရဲ့အထက်ပြက်ကငါမခွေးထလာလေးရှိတယ်တငယ်ချင်းတယောက်ရှိတယ်တဲ့နောက်ဆုံးခွာ I was telling you about a book this is it ငါကနင့်ကိုစာအုပ်ကြောင်းပြောပြရဲဆိုတော့ကတကြောင် this is it ဒီဟာပဲလို့ပြောလိုက်တာနောက်တကြောင်ပေါ့နော်အဲ့ဒါကိုအာ relative pronouns နဲ့တွဲပြီးတော့တကြောင်နဲ့ဖြစ်အောင်သုံးမယ်ဆိုလို့ရှင် this is the book that i was talking about ဒီစာအုပ်ကငါနင့်ကိုပြောပြရဲစာအုပ်ဆိုပြီးတော့တကြောင်နဲ့ဖြစ်အောင်ပြောလို့ရရဲပေါ့နော်ဒါကတော့ relative pronouns ပါဒုတိယတစ်ခုကကြတော့ reciprocal pronouns reciprocal pronouns ဆိုတာက use when two or more people are doing the same thing to each other နှစ်ဦးဒါမှမဟုတ်လို့ရှိရင်တဲ့နှစ်ဦးထက်ပိုတဲ့လူတွေအားတဲ့တယောက်ကိုတယောက်အပြန်လှန်ဟိုစိမ့်တင်ဆိုတာတူညီတဲ့အလုပ်လုပ်ဆောင်မှုရှိတဲ့အခါမျိုးမှာဆိုလို့ရှိရင်သုံးကြရဲ့တဲ့ဆိုတော့ there are only two there are only two reciprocal pronouns တဲ့ဆိုတော့မှတ်အလွယ်ပေါ့နော်နှစ်မျိုးတည်းရှိတယ်တစ်ခုကကြတော့ each other တဦးနဲ့တဦးဆိုတော့ အတိတ်ပဲပေါ့နော်နောက်တစ်ခုကကြတော့ one another တူနဲ့တူဆိုတဲ့အတိတ်ပဲပေါ့နော်မြန်မာလိုပြောလို့ရှိရင် each other ရဲ့ one another ရဲ့အဆိုပြီးတော့ရှိတယ်အဲ့ဒါကိုဘယ်လိုသုံးလဲဆိုတော့ example ကြည့်လိုက်ရအောင်ပထမတစ်ခုက they love each other very much သူတို့ကတယောက်ကိုတယောက်အာအရန်ချစ်ကြပါတယ်တို့တို့ရန်ချစ်ကြပါတယ်ပေါ့နော်အိတ်စိမ့်ပါဆိုလို့ရှိရင်တို့နှစ်ယောက်လုံးပါ right တယောက်ကလည်းနောက်တစ်ယောက်ကိုချစ်တယ်တယောက်ကလည်းအပြန်အလှန်ချစ်ကြတယ်လို့ပြောချင်တာအပြန်အလှန်ရှိတဲ့ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်သုံးတယ်ပေါ့နော် they love each other very much ဆိုတော့ဒုတိယတစ်ခုကကြတော့ the students help each other with their homework. The students help one another with their homework တယောက်ကလည်းနောက်တယောက်ကိုကူညီရဲဆိုတော့နှစ်ခုနှစ်ယောက်လုံးဒါမှမဟုတ်လို့ရှင်နှစ်ယောက်ထက်များတဲ့ចောင်းသားတွေကအကုန်လုံးကတူညီတဲ့ဥစ္စာကိုတယောက်တယောက်လုပ်ပေးကြတယ်ဆိုတော့အတွက် one another ဆိုတဲ့ဟာကိုသုံးတယ်ပေါ့နော်ပြီးသွားလို့ရှင်နောက်ဆုံးကကြတော့ intensive pronouns intensive pronouns ဆိုတာက look the same as reflexive pronouns reflexive pronouns နဲ့တူတယ်ကျမတို့ပထမတော့ပထမဦးဆုံး pronouns part 1မှာပြောသွားတယ်ရယ် reflexive pronouns ပေါ့နော်ကိုယ်ပတ်တာကိုလို့ပြောချင်တဲ့အရာမျိုး but used to emphasize the subject ဒါပေမဲ့သူကဒီနေရာမှာဟိုက subject ကိုပြန်ပြီး refer လုပ်တာပေါ့เนาะပြန်ပြီးတော့ပြောတာဒီနေရာမှာကျ subject ကိုအလေးပေးပြီးတော့သုံးတဲ့ဟာမျိုးပေါ့เนาะအဲ့ဒါကို intensive pronoun လို့ခေါ်ရဲတဲ့ reflexive pronoun နဲ့တူပေမဲ့တဲ့ subject ကိုအလေးပေးပြီးတော့ဖော်ပြရတယ်ပေါ့เนาะခုနကကျွန်မပြောတယ်တစ်ခုက refer လုပ်တဲ့နောက်တစ်ခုက emphasis လုပ်တယ်ပေါ့เนาะအဲ့ဒါတွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင် myself yourself ငါကိုယ်တိုင်းနင်းကိုယ်တိုင်း himself ဆိုတာက သူကိုယ်တိုင် herself ဆိုတာကသူမကိုယ်တိုင် itself ၎င်းကိုယ်တိုင် ourselves ငါတို့ကိုယ်တိုင် yourselves မင်းတို့ကိုယ်တိုင် themselves ဆိုတာကသူတို့ကိုယ်တိုင်ပေါ့နော်ဆိုတော့ example ကြည့်မယ်ဆိုလို့ရှင် i myself clean the entire house အတဲ့ဘက်ကအိမ်တလုံးလုံးကိုရဲငါကိုယ်တိုင်တန်ရှင်းလောက်ထားရလို့ပြောတာပေါ့နော်ဒီနေရာမှာဆိုလို့ရှင်သူကအော်ငါငါတန်ရှင်းလောက်ထားလို့ တာမန် refer လုပ်ပြီးပြောတာမျိုးမဟုတ်ဘူးပေါ့နော်ဥမာဆိုလို့ရှိရင်မအေးကနေအမေကစိတ်ဆိုးတဲ့အချိန်မှာပြောငါငါအိမ်တလုံးငါငါတရှင်လုပ်ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတန်အိမ်ကအရင်ကတောက်ပွပြီးလှပနေလို့ကိုယ့်ကိုချီချူးကျင်တဲ့အချိန်မျိုးပေါ့နော် I I myself clean the entire house ပေါ့နော်အဲ့လိုမျိုးအတိတ်ကငါလုပ်တယ်ဆိုတာကိုအတိတ်ကပြောကျင်တဲ့အရာမျိုးပေါ့နော်အဲ့တော့ emphasis လုပ်ပြီးတော့အလေးထားပြီးပြောတဲ့အခါမျိုးဆိုလို့ရှိရင် intensive pronouns နဲ့သုံးနေတယ်နောက်တစ်ခုကကျတော့ she herself baked the cake ရှိသူမက she herself baked the cake ဆိုသူမကသူ့ဘက်သားသူသူ့ကိုယ်တိုင်ဒီကိတ်မုံကိုဖုတ်လာလို့ပြောတာပေါ့နော်ဆိုတော့ဒီမှာမွေးနေ့ဆိုလို့ရှိရင်မွေးနေ့ပိုင်ရှင်ပို့ပြီးတော့တိတာဆရာသူ့ကိုယ်တိုင်ဖိတ်သူ့ကိုယ်တိုင်ဖုတ်လာတဲ့ကိတ်ဆိုပြီးတော့ပြောတဲ့ဟာမျိုးပေါ့နော်အဓိကဒီကောင်မလေးကိုပြန်မေးဟီညွှန်းတာမဟုတ်ဘူးသူ့လုတ်တယ်ဆိုတော့ပို့ပြီးတော့ထင်းထင်းရှားရှားတိစေဖို့အတွက်ပြောတဲ့ခါမျိုးဆိုလို့ရှိရင် intensive pronouns နဲ့သုံးမယ်အောက်က nox မှာက reflexive နဲ့ intensive နဲ့ဘောက်ပါလဲဆိုလို့ရှိရင် reflexive က he hurt himself သူ့ဘက်သားကိုတဲ့ဟို ဒါနာကြံအောင်လုပ်မိရပါတော့เนาะဓာတ်ထိတာဖြစ်တခုပေါ့เนาะသူ့ဘောင်နာကြံအောင်လုပ်မိရလို့ပြောတယ်ဒီနေရာမှာ तू อ่ะဩ तू อ่ะ तू တမင်တကာနာကြံအောင်လုပ်တယ်လို့ပြောတာမျိုးမဟုတ်ဘူး right ဒါဒီအိုင်မဲ့ဩ तू อ่ะ तू ထိသွားတာလို့ပြောချင်တာမျိုးတာမန်အနေနဲ့ refer လုပ်တဲ့ဟာမျိုးပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်ဒီမှာကြည့်လို့ရှိရင် he ပြီးလို့ရှိရင် verb လာတယ် verb ပြီးတော့မှဒီ pronounce ကပြန်လာတယ်ပေါ့เนาะသူ့ဘက်သာသူပြန်ပြီးတော့ he refer ပြန်လုပ်တာမျိုး intensive pronounce မှာဆိုလို့ရှိရင် he himself အခုကြည့်လိုက်လို့ရှိရင် he နဲ့ himself နဲ့လူသုံးထားတယ်ပေါ့เนาะ he himself made the decision so ဒီသုံးဖြတ်ချက်ကသူ့ဘက်သာသူလောက်တာလေလို့ပြောချင်တာမျိုး right ခုဆိုလို့ရှိရင်သူစုမချက်မှားသွားပြီဆို he himself makes the decision သူ့ဘက်သာသူလောက်တာသူ့ဘက်ခံမစီလို့ပြောချင်တာမျိုး right အဲ့လိုမျိုးဆိုလို့ရှိရင်အဓိကတစ်ခုကကြတော့ပြန်ပြီးတော့ရင်းညွှန်းမိပြန်ပြောတယ်ဒုတိယတစ်ခုကကြတော့တိတာထင်ရှားအောင်ပြောရတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးကို intensive pronoun ဆိုခေါ်တယ်ဒီ pronounce သုံးခုလုံးရှင်းပြပြီဆိုရဲအတွက် practice test လေးလုပ်ကြည့်အောင်ပထမဆုံးတစ်ခုက the man blank fix our car is my ankle the man ဆိုတော့ဒီလူတဲ့ blank ပြီးွားလို့ရှင် fix အောင်ခေါငါတို့ကောင်းကိုပြင်ပေးတယ်တဲ့ is my uncle အာငါရဲ့ဦးလေးပါဆိုတော့ဒီလူငါတို့ကားကိုပြင်ပေးတဲ့လူကငါရဲ့ uncle ပါလို့ပြောချင်တာ right ဆိုလို့ရှင်ဒီနေရာမှာကျမတို့စောင်းချောင်းနှစ်ချောင်းနေနဲ့ပြောလို့ရရပါတော့နော်တကူကကျတော့ the man is my uncle ဒီလူကငါရဲ့ အာဦးလေးပါတဲ့နောက်တစ်ကြောင်းကကျတော့ the man fix my car our car ငါတို့ရဲ့အကားကိုပြင်ပေးတဲ့လူတဲ့ဆိုပြီးပြောတယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင် the the man ဆိုတဲ့နှစ်ခုလုံးကကိုယ့်ရဲ့ဦးလေးကိုရင်းညွှန်းစေချင်တယ်ဆိုတဲ့အတွက် the man က subject နေရာမှာရှိတယ်ဆိုတော့ဘာနဲ့ပြန်သုံးမလဲဆိုတော့ who နဲ့သုံးမယ်ပေါ့နော် the man who fix our car is my uncle ဆိုပြီးတော့ who နဲ့ပြန်သုံးမယ်ဒုတိယတစ်ခုကကျတော့ they greeted blank with big smiles အတိတ်ဘက်ကသူတို့ကပြုံးရွှင်ပြီးတော့နှုတ်ဆက်ကြရတဲ့ဒီနေရာမှာဆိုလို့ရှိရင် they greeted me with a big smile ဆိုလို့ဖြစ်နိုင်တယ် right သူတို့ကငါ့ကိုပြုံးရွှင်ပြီးနှုတ်ဆက်ကြရလို့ဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းတယောက်ရပါတော့ဒါပေမဲ့ဒီနေ့ဗီဒီယိုကကျွန်တော်တို့ဒီအခုပြောသွားတဲ့ pronounce သုံးမျိုးကိုပဲစဉ်းစားစီခြင်းလေဆိုတော့အတွက်ဒီနေရာမှာဆိုလို့ရှိရင် they greeted each other ဆိုပြီးမယ် right တယောက်ကလည်းပြုံးပြီးနှုတ်ဆက်တယ်တယောက်ကလည်းပြုံးပြီးနှုတ်ဆက်တယ်ဆိုတော့သူတို့ကအချင်းချင်းပြုံးပြီးနှုတ်ဆက်ကြရလို့ပြောလို့ရရပါတော့ so they greeted each other with big smiles. Now to kuwa I bake this cake blank for your birthday. နေ့မွေးနေ့အတွက်ကိုတဲ့ငါဒီခိမ့်မုံကိုထုတ်ထားတယ်လို့ပြောရ right. ဆိုတဲ့အတွက်ဒီ sentence ကပြည့်စုံပြီးသား right. I bake ဘသူကထုတ်တာလဲဆိုငါခိမ့်မုံကိုထုတ်တာ for your birthday ဆို sentence ကပြည့်စုံပြီးသား ဒါမဲ့ blank ပါနေရဆိုတော့တခုခုကိုသူကအပိုထည့်ပြီးတော့ emphasize တော့ပြောချင်တာပေါ့နော်အလေးထားပြီးတော့တခုခုကိုအပိုထည့်ပြီးပြောချင်နေဆိုတဲ့အတွက်ဒီနေ့မှာမဖြစ်နိုင်လဲဆိုတော့ပေါမုံဒီကိမုံဖုတ်တဲ့လူကငါဆိုတဲ့အတွက်ကိုယ့်ကိုပြန်ပြီးတော့အလေးထားပြီးပြန်ပြောတယ်ဆိုလို့ရှိလို့ရှိရင်မသုံးမလဲဆိုတော့ myself ဆိုပြီးတော့သုံးမယ်ပေါ့နော် intensive pronounce ဖြစ်တယ် myself ကိုပြန်သုံးမယ်အဲ့လိုဆိုတော့ i bake this cake myself for your birthday နေ့မွေးနေ့အတွက်ကိမောင်ကကိုရိုင်းဖုတ်လာဆိုပြီးတော့ပြောရဲပေါ့နော်နောက်တစ်ခုကကြတော့ this is the dog blank tail is always waggling ဆိုရတော့ this is the dog ဒီခွေးတဲ့ blank tail is always waggling ဒီခွေးမိရအမြဲတမ်းလှုပ်နေရလို့ပြောရ right ဆိုတော့ရှင်ဒီနေရာမှာစာကြောင်းနှစ်ကြောင်းနဲ့ပြောရမယ်ဆိုလို့ရှင်ဒီခွေးဒီအမိရခွေးရဲ့အမိ right ဆိုတော့စာကြောင်းနှစ်ကြောင်းနဲ့ပြောမယ်ဆိုလို့ရှင်ပထမအဦးဆုံးက this is the dog ီဟာကခွေးပါတဲ့ is tail သူ့ရဲ့အမိက is always waggling အမြဲလှုပ်နေလို့ပြောရ right ဆိုတဲ့အတွက်ဒီညမှာဆိုလို့ရှိရင်အမိကခွေးရဲ့အမိဆိုတာကိုပြန်ပြီးတော့ညွှန်းကျင်တယ်ဆိုတဲ့အတွက်ဒီညမှာပိုင်ဆိုင်မှုပေါ့နော်ဆိုလို့ရှိရင် whose ဆိုပြီးသုံးမယ် this is a dog whose tail is always waggling ဆိုပြီးတော့သုံးမယ်ပေါ့နော်နောက်တစ်ခုကကြတော့ she blank decorated the room before the guests arrived ူမကတဲ့ decorator ဆိုတော့ပြင်ဆင်နေတဲ့အခန်းကို before the guest arrive ဒီအဲ့အဲ့တွေမလာခင်မှာတဲ့သူမကခန်းကိုပြင်ဆင်နေလို့ပြောရပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ဒီ sentence ကပြည့်စုံပြီလားကြည့်လိုက်ရင်ဒါပေမဲ့သူက blank ရှိနေရဆိုတော့ဒါအပိုထည့်ချင်တဲ့စကားလုံးပေါ့နော်ဆိုတော့သူ့ဘက်သားသူငါကိုရိုင်း decorate လုပ်တယ်လို့သူပြောချင်တယ်ဆိုတော့တော် herself ဆိုပြီးတော့ပြောမယ်ပေါ့နော် so she herself decorated the room before guest arrived နောက်တစ်ခုက the dress blank you wore last night was stunning the dress ဆိုတော့ဂါဝင်ပေါ့နော်ပြီးရင် you wore last night was stunning မင်းညာကဝတ်တဲ့အဲ့ဒီအရာကပေါ့ was stunning ဆိုတော့ရင်သက်ရှိမွေးပွဲရမ်းလှတယ်လို့ပြောချင်တာမျိုးပေါ့နော် ဆိုတော့ဒီနေရာမှာအလှလာက stunning ဖြစ်တာဘာလဲဆိုတော့ the dress ကိုပြန်ပြောရဲဆိုတော့စာကြောင်းနှစ်ကြောင်းနဲ့ပြောမယ်ဆိုလို့ရှိရင် you wore a dress last night ညီမလေးညာကခေါင်းဝင်ဝတ်တယ် the dress အဲ့ဒီခေါင်းဝင်က was stunning အရင်လာရင်လို့ပြောရပေါ့နော်အဲ့လိုဆိုတော့ဒီစာကြောင်းနှစ်ကြောင်းကိုပြန်ပြီးတော့ဟိုဆက်ပြီးပြောရဲဆိုတော့ the dress နဲ့ channel ဟာပိုင်းကိုပြန်ဆက်ပြောမယ်ပေါ့နော်ဆိုလို့ရှိရင် the dress that ဘယ်ဟာဘယ်အရာဝတ်ထုလဲဆိုတော့ဒီ dress ကတဲ့ you wore last night was stunning ဆိုပြီးတော့ တ်နဲ့တုံးမယ်ပေါ့နော်ဒီခေါင်းဝင်မင်းညာကနေမွေးတက်ခေါင်းဝင်က stunning ဖြစ်တယ်ဆိုပြီးတော့နောက်တစ်ခုက the players congratulated blank after the games ဆိုတော့ the players ဒီ um ကစားတဲ့သူတွေကတဲ့ congratulated ဆိုတာကဂုဏ်ပြုတယ်တဲ့ after the game after the game ဆိုတော့ဒီ um game ပြီးတဲ့အချိန်မှာကစားပွဲပြီးတဲ့အချိန်မှာကစားတဲ့သူတွေကအဂုဏ်ပြုတယ်ဆိုတော့ ကစားတဲ့သူတွေကဘယ်သူကိုအကုန်ပြူမှာလဲဆိုတော့တယောက်နဲ့တဦးနဲ့တဦးအကုန်ပြူရလို့ပြောမယ် right သူတို့ကစားတဲ့သူဆိုတော့ the players congratulated one another after the game ဆိုပြီးပြောမယ်နောက်တစ်ခုက the girl blank you saw at the party is my cousin the girl ဒီ main ကလေးပေါ့နော် blank you saw at the party ဒီ party မှာနေတွေ့တဲ့ main ကလေးကငါရဲ့ ဝန်ခွဲပါတဲ့ဆိုဝန်ခွဲမောင်နှမပါပေါ့နော်အဲ့လိုဆိုတော့ဒီနေရာမှာစားသောင်းနှစ်ကြောင်းနဲ့ပြောမယ်ဆိုလို့ရှိရင် you saw a girl a girl at the party နင်ငါတဲ့ကမာလေးကိုပါတီမှာတွေ့ခဲ့တယ်တဲ့ the girl is my cousin ကမာလေးကငါရဲ့ဝန်ခွဲညီမပါလို့ပြော right ဆိုတော့ဒီဟာကိုဒီ main ကလေးကိုပဲပြန်ပြီးညွှန်ပြီးပြောမယ်ဆိုလို့ရှိရင် the girl home ဘာဖြစ်လို့ home နဲ့တောင်းတာလဲဆိုတော့ဒီနေရာမှာ you saw right ကမလေးရဲ့တွေ့ချင်းခံရရတယ်ဆိုတဲ့သူက object ဖြစ်တယ်ဆိုတဲ့တော့ home နဲ့သုံးတယ်ပေါ့နော် the girl whom you saw at the party is my cousin နောက်တစ်ခုက he blank cleaned the whole office without help သူကတဲ့ clean ဆိုတော့တန်ရှင်းလုပ်တယ် the whole office ဆိုတော့ဒီရုံးခန်းတစ်ခုလုံးကို without help အကူကြီးမယူဘဲနဲ့တယောက်တည်းလုပ်တယ်လို့ပြောချင်တာ right ဆိုတော့ဒီနေရာမှာ solution စာကြောင်းအောင်ပြီးဆုံးသွားပြီ blank ပါတယ်ဆိုတဲ့တော့ဒီနေရာမှာ तू က သူသူဒီ office တစ်ခုလုံးကိုတန်ရှင်းလောက်ကြောင်းအထူးပြုပြီးပြောချင်တာပေါ့နော်ဆိုတော့အတွက် he ဆိုတဲ့အတွက်သူ့ကိုအထူးပြုပြီးပြောလို့ရှင် himself နဲ့ပြောမယ်ဆိုတော့ he himself cleaned the whole office without help ဆိုပြီးသုံးမယ်နောက်ဆုံးတစ်ခုက that's the movie blank won the award last year ဆိုတော့ the, so the movie ဒီဥစ္စာက this is a movie ဒါကရုပ်ရှင်ပါတဲ့ blank ပြီးတော့ won the award last year ပြီးခဲ့နှစ်ကအဲစုရတဲ့ရုပ်ရှင်ပါလို့ပြောချင်တာ right ဆိုတော့ the movie ကနောက်ကဟာဖြစ်တယ်ဆိုတော့အတွက် the movie နဲ့ဒီဟာပြန်ဆက်မှာပေါ့နော်ဆိုစားကြောင်းနှစ်ကြောင်းနိုင်ပြောမယ်ဆိုလို့ရှင်ဘယ်လိုဖြစ်နိုင်မလဲဆိုတော့ the movie won the award last year ဆိုတော့ဒီရုပ်ရှင်ကတဲ့ပြီးခဲ့တဲ့နှစ်ကစုရတယ်တဲ့ this is a movie ဒီ movie လို့ပြောချင်တာ right ဒီစုရတဲ့ movie ကဒီ movie လို့ပြောရဲဆိုတော့အတွက် that's the movie ပြန်ပြီးတော့ပြောလို့ရှင်ရင် which won the move win the award last year ပြီးခဲ့တဲ့နှစ်ကဆုရခဲ့တဲ့ဥစ္စာပါဆိုဘယ်ဟာလဲဆိုဒီ so movie လို့ပြောချင်တာ right ဆိုတော့ so which နဲ့ပြန်ပြီးတော့တုံးတယ် exercise ပြီးသွားပြီဆိုတော့ so review လေးတစ်ချက်ကြည့်လိုက်အောင် review ရဲ့ပထမဦးဆုံးက relative pronouns relative pronouns ဆိုတာက connect a class or phrase to a noun or pronoun they give more information about someone or something mentioned earlier ဆိုတော့ so connect a clause or phrase ဆိုတော့စာပိုင်းဒါမှမဟုတ်လို့ရှင်စာစုတစ်ခုကိုတဲ့ဆက်ဆက်ပေးတယ် to a noun or pronoun နံဒါမှမဟုတ်လို့ရှင်နံစာနဲ့ဆက်ဆက်ပေးတယ်တဲ့ they give more information သူတို့ဒီ pronoun ကတဲ့ more information ဆိုအချက်လက်တွေပို့ပြီးပေးပါတယ်တဲ့ about someone or something mentionally ပထမပြောထားတဲ့တစုံတူဒါမှမဟုတ်လို့ရှင်တဲ့တစုံတစ်ခုရဲ့အကြောင်းကိုပို့ပြီးတော့ပေးတဲ့အခါမျိုးမှာဆိုလို့ရှိရင်တဲ့ relative pronouns we do Example, the man who call you is my uncle. The man who call you is my uncle. So, the di lu no, phone call e lu a de, da mo lu call e lu no, nga ye ba de. That's the car which was stolen. That's the car. Di ga which was stolen. A ko kan ya de ga di ga jara reciprocal pronouns. Reciprocal pronouns la show that two or more people are doing the same thing to each other. နှစ်ဦးဒါမှမဟုတ်ရှင်နှစ်ဦးထက်ပိုတဲ့လူတွေအားတဲ့တယောက်ကိုတယောက်တူညီတဲ့အရာတွေပြုလုပ်လို့ရှင် reciprocal pronoun နဲ့သုံးပါရဲ့တဲ့ဆိုတော့ example က they can hug each other သူတို့သူတို့တွေတယောက်ကိုတယောက်ဖတ်ကြရဲ့တဲ့ဆိုတော့တယောက်ကဖတ်ပြီးတယောက်ကတရားရင်နေမှာ right တယောက်ကလည်းပြန်ဖတ်တယ်တယောက်ကိုတယောက်တူညီတဲ့ဟာတွေလုပ်တဲ့ဟာမျိုးပေါ့နော် they hug each other တယောက်နဲ့တယောက်သူတို့ပြန်လာဖတ်ကြရဲ့တဲ့ the team makes encourage one another before the game the game video gue masakin mare, teammates ro di gazare du ya chin chin, abe Intensive pronouns ga jaro, add emphasis to a noun or pronoun. These look like a reflexive pronoun, but are used just to stress. So ro, intensive pronoun ga jaro, du emphasis lo po dra po to a noun or pronoun. The nan tamo lo shen nan sa go re. Emphasis lo po dra so wo, du at အလေးထားပြီးပြောဖို့တော့ပေါ့နော်ပို့ပြီးတော့တိတအောင်ပြောဖို့တော့ဆိုလို့ရှိရင်သုံးတယ်တဲ့ခုနတွေ့ရောစာကြောင်းလေးမှာဆိုလို့ရှိရင်လေဒီစာကြောင်းကအဲ့ဒီဟာမပါလေပြည့်စုံပြီးသားပေါ့နော်ဒါပေမဲ့ subject ကိုပို့ပြီးတိတအောင်သူလောက်တာပါအော် object ဆိုလို့ရှင်လဲဒီလူကလုတ်ခဲ့တာပါဘသူဘဝပဲပြောပေါ့နော်လုတ်တဲ့လူရဲ့ဥစ္စာကိုပို့ပြီးတော့တိတအောင်ပြောတဲ့အခါမျိုးဆိုလို့ရှင်ကျွန်တော်တို့ intensive pronounce နဲ့သုံးမယ် example က i myself fix the sink The ဒီ sink ကိုတဲ့ငါကိုယ်တိုင်ပြင်နေတဲ့ဒုတိယတစ်ခုကကြတော့ she herself make the decoration ူသူ့ဘသားသူ decoration ကိုလုပ်ထားရပေါ့နော်ဒီဟာမျိုးဆိုလို့ရှင် i fix the sink ဆိုလဲပြီးတယ်ဒါပေမဲ့ i myself sink fix the sink ဆိုတော့ဒါကကိုလုပ်တာကိုပို့ပြီးသိတာအောင်သူမလုပ်တာကိုပို့ပြီးသိတာအောင်ပြောနေရမျိုးတွေမှာဆိုလို့ရှင် intensive pronouns နဲ့သုံးနေပေါ့နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဒီ video လေးနောက်ဆုံးထိကြည့်ပေးရတော့ဒီကနေပြီးတစ်ခုခု learn လုပ်နိုင်မယ်လို့ကျွန်မမျှော်လင့်ပါတယ်တကယ်လို့နားမလဲတာကျွန်မပြောတော့ရှုပ်သွားတာတစ်ခုခုရှိတယ်ဆိုလို့ရှင်လဲအောက် comment မှာပြောခဲ့ပါပေါ့နော်ကျွန်မဟိုတွေ့ရခါကြလို့ရှင် and so look at TV about me, Thank you. All right. Have a good day, everyone. Bye.